ဧရာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းဒေသမှာစစ်ကောင်စီတပ်နဲ့အရိကတ်တပ်တော် AA တိုက်ပွဲပြင်းထန်နေတယ်လို့ Western News ကဖော်ပြပါတယ်။ AA နဲ့ပူးပေါင်းတပ်တွေရှိမဲ့ထင်တဲ့နေရာတွေကိုစစ်ကောင်စီတပ်ကတံပြန်ထိုးစစ်ဆင်လာတဲ့အတွက်ဒီလ9ရက်မှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးစစ်ကောင်စီဘက်က တိုက်လျင်အပြင်ဆက်တက်လေဒီတွေပါအသုံးပြုတိုက်ခိုက်နေတယ်လို့လည်းဖော်ပြပါတယ်။ ရေကြီးနဲ့ဆက်ဆက်နေတဲ့သားပေါင်းမြို့နယ်ကတဲပြူရွာအနီးရှိစစ်တပ်ရဲ့ကာကင်းစခန်းတွေကိုပြီးခဲ့တဲ့မတ်လ2ရက်မှာ အေအေနဲ့ပူးပေါင်းတပ်ကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီဘက်ကအခုလိုတံပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။အေအေဟာအေယာဝတီဘကိုးနဲ့မကွေးတိုင်းဆက်ဆက်ဒေသစစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နေသလိုစစ်တွေနဲ့ကြောက်ဖြူမြို့ကိုလည်းတပြိုင်တည်းတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ ေယော်ဒီတိုင်းသာပေါင်းမျိုးအထိတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်အရင်ဂွားတိုက်ပွဲဖြစ်စဉ်ကဂွားကနေသာပေါင်းစစ်ထုတ်လို့ရေးစခန်းစီကိုပြောင်းရွှေ့ထားရတဲ့သစ်ဆွဲစင်တွေကို သာပေါင်းကနေမူဘင်ဘက်တိထပ်မံပြောင်းရွှေ့နေရတယ်လို့နေရင်စရာကဖော်ပြပါတယ်။ဂွားမျိုးနဲ့ဒေါင်းချောင်းစင်စခန်းကပြောင်းရွှေ့ထားတဲ့စင်40ကျော်အပါအဝင်စင်အကောင်ကြီး100ကျော်ကိုမူဘင်ဘက် ပြောင်းလိုက်တာ ရစ်သက်တဲ့တပတ်လောက်ရှိနေပြီဖြစ်ပြီးယာနဲ့ချီတဲ့တစ်တော်ဝန်တန်းတွေလည်းပြောင်းရွှေ့နေရတယ်လို့ဒေသခံတွေ ပြောတာကို ကိုကားဖော်ပြထားပါတယ်။နောင်ချုံနဲ့ပြင်ဦးနဲ့ဂျာမန်ရှိတဲ့တောင်ခမ်းနဲ့အုံမတိကြီးရွာဘက်မှာစစ်ကောင်စီတပ်နဲ့တန်းမျိုးသားလူမျိုးတပ်မတော် DNL တိုက်ပွဲတွေဇက်တိုက်ဖြစ်နေတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။ February တလအတွင်းစစ်တပ်ရဲ့ထိုးစစ်ကြောင့် DNL ဘက်ကစခန်းငယ်တချို့လက်လွတ်ခဲ့ရပေမဲ့တောင်ခန်းကို DNL ကဝန်ရံပိတ်ဆို့ထားစေဖြစ်တယ်လို့ဆိုပါလေစစ်ကောင်စီရဲ့ဝါရက်ပြန့်သတင်း channel တွေမှာတော့တောင်ခန်းမှာ DNL တပ်ဆွဲထားတဲ့မန်မော်ဖျားကုန်းဆယ်တောင်ပြည့်ကုန်းနဲ့လုံကုံဖုံးကြီးချောင်းကိုစစ်တပ်ကပြန်လည်သိမ်းပိုက်လိုက်ပြီလို့ဖော်ပြနေပါလေတောင်ခန်းကြီးရွာမှာအမြောက်တပ်စခန်းကုတ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တက်အမတ်တ3 5 4 2 3 6နဲ့၄3 6ရှိတာကြောင့်ဒီနေရာကို DNA လေးကပိတ်ဆို့ထားတာဖြစ်ပါတယ်။ဒါအပြင်တောင်ခမ်းဟာရှမ်းမြောက်နဲ့ရှမ်းတောင်ဆက်ဆက်ဒေသကြောက်ကူရက်ဆောက်လမ်းပေါ်မှာတည်ရှိတဲ့အတွက်ဗျူဟာရအလွန်အရေးပါတဲ့နေရာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပြည်ကလေးနှစ်မလ9ရက်မှာစတင်ခဲ့တဲ့စစ်ကောင်စီအမြင့်ပြတ်ချေမှုရေး စစ်စင်ရေးတနှစ်တာအတွင်းမြို့ပေါင်း73မြို့နဲ့စစ်စခန်းအများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင် news group KNG ကဖော်ပြပါတယ်။အဲ့ဒီမြို့တွေကတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့လွေကျေကနေချီဖွေပန်ဝါဆော့လော်ဆွန်ပရဘွန်မန်စီမိုးမောက်ဒေါ်ဖုံရံမြို့လဆင်ပူကံပိုက်တီစဒုံးနဲ့အင်ဂျန်ရံဖြစ်ပါတယ်။ အခုအချိန်မှာတော့ KAI နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဗမောကိုသိမ်းပိုက်နိုင်ရေးဆက်လက်ဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်အခြေစိုက်အမှတ်158ချီလင်းတရင်ကအသက်23နှစ်အရွယ်စစ်သားတအူ MA1 တနက်တလင်းနဲ့အတူ တော်လိုင်းတပ်တွေထံမက်လ9ရက်မှာခိုးလွန်လာကြောင်းရေစကြိုမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ ဒီလူငယ်ကိုစစ်ကောင်စီတပ်ကမနစ်နိုဝင်ဘာမှာစကိုင်းတရားပေါ်မှာဖမ်းဆီးခဲ့ပြီးစစ်တပ်ထဲအတင်းကျပ်သွင်းခဲ့တာလို့ဖော်ပြထားပါတယ်။အလားတူတပ်မ66လက်ရောက်ခံအမတ်1ခြေလင်းတပ်ရင်းကတပ်သားသစ်2ဦး MA3 စနစ်တလက်နဲ့အတူမတ်လ2ရက်မှာတော်လိုင်းတပ်ရီထံခိုးလုံလာတယ်လို့နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်း901ကသတင်းထုတ်ပြန်ပါတယ်။ ပေါ်တာဆွဲခံရပြီးစစ်တပ်ထဲအတင်းကျပ်သွတ်သွင်းခံရတဲ့ဒီလူငယ်နှစ်ဦးဟာစစ်မှုထမ်းအပတ်စဉ်နှစ်သင်တန်းစင်းတပ်သားစစ်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။